ါဒီနေ့တို့ဒီ1389ခုနှစ်ပေါ့နော်1386ခုနှစ်ကနေပြီးတော့1389ခုနှစ်ကိုကူးတဲ့ဒါနှစ်တကူးတဲ့နေ့ကိုပြောရတာပေါ့ဒီနေ့တဲ့ကူးနေ့မှာဘုရားဘာသာဝင်တွေအများဖြင့်ဒါကုသိုလ်ကောင်းတွေလုပ်တဲ့နေ့လို့တော့ပြောရမယ်ပေါ့နော်ဖလန်းနေပြီးတော့နေ့တစ်နေ့ကိုကောင်းချင်းမင်္ဂလာတွေနဲ့ကြိုဆိုလိုက်တာဘယ်လိုမလား နော်မြူရီရဲ့အိမ်ကျက်တည်တကားကိုမြူရီရဲ့အိမ်တကားကိုကျက်တည်မင်္ဂလာပေါင်းနဲ့ဖွင့်လိုက်တယ်လို့ပဲပြောရမှာနော်ဒါဗောဓဘာသာဝင်ကြီးရဲ့ဦးတို့ဒီကောင်းမြတ်တဲ့အစဉ်အလာတစ်ခုကိုလည်းပြောလို့ရတယ်ဘာသာရေးရဲ့ယဉ်ကျေးမှုတွေပဲပြောပြောမြန်မာနိုင်ငံလူမျိုးတွေရဲ့ယဉ်ကျေးမှုတွေပဲပြောပြော ပြောလို့ရတယ်ပေါ့နော်ရုပ်သူရှင်နဲ့တော့ဒီနေ့ဒီအိမ်မှာဖရာနေစာတင်ဗုဒ္ဓဘာသာမင်္ဂလာ ဒီခါလေးလို့တာဆိုတော့ဒီဘုဒ္ဓဗိတိကမြင်လာနေပတ်သက်ပြီးတော့ဘုဒ္ဓတမှတ်ဖွယ်ပေါ်ရနော်ဒီအရောသူတို့ဒီဒါရမတွေမကပါဘူးရှင်ယန်းတွေလည်းတည်ထားတဲ့အကြောင်းအရာလေးတစ်ခုဖြစ်ပါလိမ့်မယ်ဟုတ်သူတို့ဒီသူတို့မာဝိတ္တတော်အကြောင်းလေးကြီးကိုစန္ဒတ်ဖြစ်တည်ထောင်သွားတဲ့ဇေရဝုဝါတော်ဘိဝန္ဒရေသာပူဇော်ထားတဲ့သူတို့ဒီတပ္ပမင်္ဂလာပိတိကတပ္ပမင်္ဂလာဓမ္မတင်တာကျမ်းထဲမှာပါတယ်ပေါ့ ဒီဖရာနေကစားတင်နဲ့ပတ်သက်ပြီးတော့ဆရာတို့ရဲ့တမိုင်းကြောင်းလေးနည်းနည်းပြောထားတာရှိတယ်เนาะဘုလိုဖရာနေစားတင်မှာဓမ္မဆုံးလာတဲ့ဒီအနေကဇာတိတန်တာရန်တန်တာဝိတန်နိဗ္ဗာန်ဆိုတဲ့ဒါကာရသုံးကာရလို့ပြောရမှာပေါ့လေဒါဖရာရှင်ဖရာဖြစ်သူဖြစ်ချင်းဘုလိုဒီစာပေထဲမှာတော့ဥဒန်းကျင်းတာပေါ့ဥဒန်းကျင်းတာကိုဒီဟာကိုစိတ်ဖြင့်ဥဒန်းကျင်းနေလို့အဲ့လိုလေမှတ်တမ်းရှိတယ်ဒီဖရာဖြစ်ပြီးတော့မြတ်စွာဘုရားစိတ်ချနိုင်ပြီးတော့ အဓိကာရကိုသုံးဖို့နော်မိဘဇာတိတန်တာစတဲ့ဥဒ္ဒံကာရကိုစိတ်ထည့်ရနေကြည့်ရင်းနေဆိုပြီးတော့ဒီစာပေမှတ်တမ်းထဲမှာရှိတယ်အဲ့တော့ဖျားနေစာတင်ကိုဦးဘေချင်းဘေခါလောက်ကနေဒီဟာဖြစ်ပေါ်လာခဲ့တာလေပေါ့နော်ဖျားရှင်ခေတ်ကတော့ဒီဖျားနေစာတင်ရလို့ပြီးတာတော့မရှိဘူးနော်နော်အဲ့တော့ဒီဖျားနေစာနဲ့ပတ်သက်ပြီးတော့ဦးဒီတပ္ပမင်္ဂလာဓမ္မဒေသနာတော်ထဲမှာပါထားတယ် ်ဖះနေစာတင်ခြင်းတမိုင်းချောင်းလေးပေါ့နော်ဒါလေးကိုကိုယ်တိုင်လည်းလေးလာဖတ်ဘူးတာလည်းရှိကောင်းရှိနေပေါ့နော်အဲဖတ်ဘူးကိန်းတော်မှဒီမေးနေရာလည်းရှိကောင်းရှိနေပေါ့ဒါလေးကိုဦးသွင်းနေတယ်အနေငယ်လေးမျှဝေပေးခြင်းပါလေနော်အဲ့တော့ဒီဖះနေစာတင်အစင်လာတမိုင်းချောင်းကဦးတို့ဒီတက္ကရစ်910ခုနေတဲ့နော်တက္ကရစ်910ခုနေမှာဒါမင်းဖြစ်တဲ့ရောက်ခဲ့တဲ့ဦးတို့ဒီဟန်တာဝဒီစင်လူရှင်မင်းတရားကြီးဘရင်တော် စင်ပြူရှင်မင်းတရားကြီးဘင်းတော်ဟာဘုလိုဒီ926ခုနှစ်တွင်တဲ့ဇင်းမဲ့ကိုဘုလိုတိမ့်ပိုက်ကိုဆိုးတော်မူခဲ့တယ်ဆိုပြီးမှတ်တမ်းရှိတယ်နော်ဒါဘင်းတော်ဟာဘုလို920နဲ့6ခုနှစ်မှာဇင်းမဲ့ကိုတိမ့်ပိုက်တော်မူခဲ့တယ်တဲ့အဲ့လိုဇင်းမဲ့ကိုတိမ့်ပိုက်တဲ့အခါမှာဘုလိုအဲ့မှာမာဒီဝီအာညိုစားအဖြစ်အိမ်မှာထားခဲ့တယ်ဆိုတော့ဒါထားရင်ထားကြတော့လည်းဘုလိုဒီ တကယ်940တခုနှစ်မှာကျတော့နော်ဒါတော့ဖြစ်တဲ့နော်ဝေတာစောမင်းဒါတော့ဖြစ်တဲ့နော်ဝေတာစောဟာဇင်းမေကိုမြင်ပြစီခဲ့တယ်မြင်ပြစီတဲ့အခါမှာဒီဇင်းမေဘုရင်ကဦးတို့နော်ဝေတာစောပေါ်တယ်နော်ဝေတာစောကသူကဇင်းမေကိုမြင်ပြတဲ့အခါမှာဘုရားတန်တာကိုပြုစုတဲ့အနေနဲ့သူ့အနေနဲ့ကြီးဝါတုတအောင်လုပ်ချင်စိတ်ဆန္ဒရှိတာရှိတော့ကျတော့ အဲ့ချင်းအိမ်ခါလေတဲ့မင်းတို့ဒီဇင်းမဲ့မှာပေါ့နော်ဒီဂျိုကြီးကိုလုံးကိုပူဇော်တဲ့အလေးထားရှိနေဆိုတို့တို့မြန်မာနိုင်ငံမှာအခုဆိုရင်ဒါချွတ်နေရှိတယ်မလားဒီဂျိုကြီးကိုလုံးရဲ့စကားတွေသုံးကြတာရှိရဲ့လေဂျိုတိုင်းနေမှာညသုံးကြတယ်ဟုတ်တယ်မလားအဲ့အလေးထားတွေကမင်းတို့ဒီဇင်းမဲ့မှာစကားတွေဟာဖြစ်နေချင်းတယ်တမန်ကြောင့်ညာဆိုနော်အဲ့တော့ဂျိုကြီးကိုလုံးကိုပူဇော်တဲ့အလေးထားကအဲ့ဇင်းမဲ့မှာရှိတယ်ခေစားနေတာပေါ့အဲ့လိုခေစားနေတဲ့အခါမှာ ဇင်းမေကိုအုပ်ချုပ်တဲ့ဒီနောဒါဆောကဒါနာပြုဆရာတော်ကြီးနဲ့တိုင်းပြီးပြီးတော့နော်ဒီဖျားကိုးစုပူဇော်တဲ့အလေးနော်ဖျားကိုးစုကိုပူဇော်တဲ့အလေးထားကိုသူတို့ကြောင်းရင်ပြီးခဲ့တယ်တဲ့အဲ့တော့ဒါနာကောင်းကောင်းမှာဖြစ်ခင်မှာတော့ဒီဇင်းမေဒီမှာသူတို့ဒီဂျိုကြီးကိုးလုံးကိုပူဇော်တဲ့အလေးထားကြီးရှိကြပါဘူးနော်အဲ့တော့ဒီနောဒါဆောသူမင်းဒီလိုတဲ့အချိန်ကျတော့အထူးတဲ့ခံကြတော့ ဒီဒိုကြီးကိုလုံးကိုပူဇော်တဲ့အလေးထားကိုသူတို့ဘုရားကိုးစုကိုပူဇော်တဲ့အလေးထားနေတယ်ကြောင်းနေခဲ့တယ်ဆိုပြီးတော့စာပေမှတ်တမ်းမှာရှိတယ်အဲ့တော့သူတို့ဒီအခုမြန်မာနိုင်ငံမှာဆိုရင်ဒါဒီဂျိုဂျီကိုလုံးကိုပူဇော်ရဆိုတဲ့ဘုရားကိုးစုဘုရားကိုးစုဆိုတဲ့ဟာလေးတွေအဲ့လုံးကြထားရမှာနော်ဒီရေဝံမျိုးမှာတော့ဒီတော်ဒီတော်လေးမှာအဲ့ဒလေးရောရှိကြသေးတယ်ဘုရားကိုးစုအိမ်ကြီးမှာပြင့်ပြီးလုပ်တာပေါ့အဲ့လိုဘုရားကိုးစုကိုပူဇော်တဲ့အလေးထားလုပ်ပေးခဲ့အဲ့ရနေပြီးတော့ဒီ ဘုရားရှင်ကိုမွန်းတင်တယ်ပေါ့နော်မွန်းတင်တယ်ပြောတာဗုဒ္ဓဘိတိကမင်္ဂလာပြောတာပေါ့နော်ဘုရားရှင်ကိုမွန်းတင်တဲ့ဘုလိုဒီနေကစာရိတန်တာရာစတဲ့ဂါရာတွေပေါ့နော်ဒါကိုစိတ်နဲ့ဘုရားရှင်ပူဇော်ကြည့်ခဲ့တယ်အဲ့ဂါရာတွေကိုစီမံပြီးတော့ဘုလိုဒီဘုရားကိုစုပြီးအနေထားကိုပြောင်းလဲခဲ့တယ်အဲ့ရန်တွေကိုဘုလိုဒီဘုရားအနေကစားတင်တမန်ကြောင်ဖြစ်လာတယ်ဆိုပြီးတော့ဘုလိုဆရာတော်ကြီးကတော့ပြောင်းလာရေးသားတဲ့ တပ်ပမင်းတော့ဓမ္မဒေသနာထဲမှာပါတယ်ပေါ့နော်တရားလေးတွေသူတို့အနေနဲ့ဒီဓမ္မတွေမကပါဘူးဘုရားဘာသာဝင်ရှင်ရနေတယ်လေတည်တည်နေနော်ဒါများဖြင့်ဘုရားနေကစားတင်ဆိုရင်ဒါအိမ်မှာရှင်ရနေပြင်ပြီးလို့ကြတာဟုတ်တယ်မလားဒါလို့လို့ကြတော့လေဘုန်းကြီးတွေကိုယ်တိုင်ဒီအနေစားတင်ဘယ်လိုတမိုင်းမှမသိဘူးနော်အဲစာပေဖတ်ရှုလေ့လာရင်လည်းပါပဲသူတို့ဘယ်ညမှာသူစုံထားရင်တိကျရတာပေါ့ ဲ့တော့ဒီဖျားလေစာတင်သမန်းတော်နဲ့ပတ်သက်ပြီးတော့ဒီလိုရှိတယ်။နောက်အဲ့ချင်းမှာလာတဲ့အနေကဇာတိတန်တာရံတန်တာဝိတံအနေပိတံကာကာရံကဝေတံတော်ဒုက္ခဇာတိပုဏ္ဏပုဏ္ဏဆိုပြီးပထမတက္ကတာလာတာပေါ့။ဒီကရဘာလို့ပြောရလဲဆိုတော့ဒီကရဒုက္ခဇာတိပုဏ္ဏပုဏ္ဏအာဒုက္ခကိုရောက်အောင်လုပ်ခဲ့တဲ့ဘဝပေါင်းများစွာဒုက္ခကိုဒုက္ခရောက်အောင်လုပ်ခဲ့တဲ့ဟာကြီးတစ်ခုရှိတယ်ပေါ့။နော်။တစ်ခုရှိ။အဲ့ဒါဘာလဲဆိုရင်အိတ်ခါလေးရေဦးမဒီ အဝိဇ္ဇာနဲ့တဏှာဆိုတာတွေ့ရတယ်เนาะညဆိုတော့ဘုရားသူဘွားပေါင်းများစွာကျင်လေခဲ့ရတယ်ဘွားများစွာဒုက္ခပေါင်းများစွာပြည်တန်တည်နေခြင်းအိုခြင်းနာခြင်းသိခြင်းစတဲ့ဒီဒုက္ခတွေပေါ့เนาะဒီဒုက္ခတွေကိုဖန်ဖန်ထက်ထက်ဘဝရတိုင်းသူဒီဒုက္ခတွေနဲ့ရင်ဆိုင်ခဲ့ရတယ်ပေါ့เนาะအဲ့ဒုက္ခတွေရဲ့အဓိကတက်တေတာဘာလဲနော်ဒုက္ခရှိရင်ဒုက္ခရဲ့အကြောင်းတရားရှိရမှာပဲအဲ့တော့ဖះဖះဖြစ်တယ်ဆိုတာတကယ်တော့အကြောင်းတရားကိုရှာတာပါအကျိုးတရားသူ့လိုရှိနေရပါပဲ နော်ကိုမမွေးခင်မှာလည်းရှိနေကိုမွေးတော့လည်းကိုအကျိုးတရားတွေလက်ခံနေရတာရှိနေတာပဲပြောရင်တော့အိုရင်းနာခြင်းတည်ခြင်းစင်းရဲဆိုဒီဟာတွေကကိုမမွေးခင်မှာလည်းရှိနေတာပဲကိုမွေးလာတော့လည်းဘုရားတိုင်းလက်ခံနေရတာပဲဒါအကျိုးတရားတွေပေါ့နော်သူ့ရဲ့အကြောင်းတရားပါလေပေါ့အဲ့တော့တကယ်တော့ဘုရားမြတ်စွာဘုရားကဘုရားဖြစ်တယ်ဆိုတာတကယ်တော့အကြောင်းတရားကိုရှာတာပါပဲနော်ဒုက္ခဒုက္ခအကြောင်းတရားပါလေနော်ဒုက္ခလူမြောက်ရအကြောင်းတရားပါလေဒီသစ္စာလေးပါးတရားတွေရှာတာရှာတာပေါ့လေ ဲ့တော့နေပါဇာတိတန်တာတာစတဲ့ခါရရင်မှာဒီဘောတန်တာအဆက်ဆက်နော်ဘောပေါင်းများစွာဒုက္ခရာချင်းရဲ့အကြောင်းတရားပါလေတဲ့နော်လူတွေကိုဒုက္ခရောက်အောင်တရားတွေကိုဒုက္ခရောက်အောင်လုပ်ခဲ့တဲ့ဟာနှစ်ခုရှိတယ်တဲ့နှစ်ခုတော့တွေ့တယ်ပေါ့လေအဲ့ပါလဲဆိုတော့အဝိဇ္ဇာနဲ့တဏှာတဲ့ဒီအဝိဇ္ဇာနဲ့တဏှာဆိုတဲ့ဒီသဝင်းအကြီးသားနှစ်ခုပေါ့နော်ဒီနှစ်ခုကိုငါဖေဟာအခုတော့အပြီးတိုင်ချုပ်ဖြစ်လိုက်ပြီရိုက်ချုပ်လိုက်ပြီဘယ်တော့မှဒီ အဝိဇ္ဇာနဲ့တဏှာကပြန်ပြီးတော့ဆက်သွယ်မလာနိုင်တော့ဘူးပြန်ဖြစ်ပေါ်မလာနိုင်တော့ဘူးအပိပံရထုပလိုက်ပြီအဲ့တော့အဝိဇ္ဇာနဲ့တဏှာတဏှာကိုလေစီတက်တဲ့လေချောင်းပြတဲ့ဒုက္ခတွေပြီးတဲ့ဒီအဝိဇ္ဇာနဲ့တဏှာကိုအကြောင်းတရားတစ်ခုကိုရထုပလိုက်ပြီဖြစ်စီပလိုက်ပြီဆိုတော့အကြောင်းတရားဖြစ်စီသွားပြီလို့ရှိရင်အကျိုးတရားလည်းဖြစ်လာပြန်ဆက်ပွားတဲ့အကြောင်းမရှိတော့ဘူးပေါ့နော်အဲ့တော့ဦးတို့ဒီအနေကဇာတိတဏှာကာရာအဲ့ဟာကိုဒီပြပြတာနော် ုသလိုဘောရဝသံဝန်ဒီဘုန်းကြီးကြီးရွတ်ဖက်ပို့ဆိုတာပေါ့ဒီခါရာရဲ့အတိအအနှစ်ချုပ်ကတော့ဘောရသံဃာကိုကျင့်လေစေနိုင်တဲ့အကြောင်းတရားနှစ်ခုကအောက်တန်နဲ့တနာတဲ့ဒီအောက်တန်တနာကိုငါဖျားကိုတိုင်အပြီးပိုင်းချက်ထုတ်ပြလိုက်ပြီနောက်ချင်းနောင်ဘေရောခါမှာဖြစ်တော့ပါဘူးဆိုပြီးတော့အိမ်မှာပြန်နေဗျာနောက်ဆက်လာတဲ့ပရိသတ်တို့ဘက်ကိုပြတာပေါ့နောက်ခုနဖျားနေတာတင်အောက်ဝိဇာပစ္စယသင်္ကာရသင်္ကာရပစ္စယဝိညာဉ်ဆက်ပြပရိသတ်တို့ဘက်ဆန္ဒပါပေါ့ဒါလည်းသူတို့ ဒီဒီဘလန့်ဒီဓမ္မကြီးဓမ္မကြီးဓမ္မကြီးတို့ဒီရင်းနှီးမယ်ရှိပါဘူးတကယ်လို့အင်္ဂါစနပါဆိုတာဒီဒါဟိုတို့ဒီမဟုတ်ဆရာတော်ကြီးဒီစာဝိုင်းကြီးပြရရဆိုရင်မြင်ဘူးရင်ဘိုးတော်တိမှာပေါ့နော်အဲအဝိဇ္ဇာဒီပရိသတ်ဘုရားစနပါမှာလေအကြောင်းအကျိုးအစဉ်စဉ်သွားတာပေါ့အဲအကြောင်းအကျိုးစနစ်ထဲမှာလေအဓိကဒီအကြောင်းကြီးတစ်ခုရှိတယ်ပေါ့ဒါပါလဲဆိုရင်သူလည်းအဝိဇ္ဇာရဲ့တနာလို့စာပြေနာပြအဲအဝိဇ္ဇာကရှေ့ပိုင်းဆက် နော်ခြေပိုင်းဆက်တနာကနောက်ပိုင်းဆက်ဒါပရိသတ်ဘုရားဆနှစ်ပါးရှိတယ်ဆနှစ်ပါးဆို6ပါး6ပါးခွဲကြည့်လိုက်ပေါ့ဘဝကြမှာခွဲလို့ရှိရင်ရှေ့6ပါးမှာအဝိဇ္ဇာကဥဆောင်တယ်။နောက်6ပါးကိုတဏှာကဥဆောင်တဲ့သဘောပဲ။အဲ့တော့ဒီပရိသတ်ဘုရားအင်္ဂါ7ပါးကိုအဓိက main ဖြစ်တဲ့အကြောင်းရင်းတစ်ခုရှေ့တဒီဘယ်တော့ရှေ့ပိုင်းဆက်နောက်ပိုင်းဆက်ရှေ့ပိုင်းဆက်ကအဝိဇ္ဇာနောက်ပိုင်းဆက်ကတဏှာဒါပဲလို့ ဒီစာပေမှာရတော့ဝိမျက်နှစ်ပါးလို့သုံးတာပေါ့နော်ဝိမျက်နှစ်ပါးဝိရဲ့ဝိဒုက္ခတွေအဓိကမူရင်းပ္ပာဏအမြင့်ဖြစ်တဲ့ပြန်တစ်ပြန်လို့ပြောရရင်တော့ရေတောင်းမြည်ကြီးပေါ့ရေတောင်းမြည်ကြီးနှစ်ခုရှိတယ်အဲ့ဒါအဝိဇ္ဇာနဲ့တဏှာနော်ဒါပရိသပရိသမဘုရားမှာလည်းလေချင်းတွေချုပ်ချင်းများတယ်အဓိကချုပ်အားပြရလို့ရှိရင်ဒီနှစ်ပါးကိုတော့တွေ့ရတယ်ဒါအလုံးဘုရားနေစာတင်တယ်ပတ်သက်ပြီးတော့ဒါဘုဒ္ဓအနေနဲ့ပြောတာပေါ့နော်အဲ့တော့ဒီဣရိယရောစတော်ဘုရားရတော့ အဒီအဝိဇ္ဇာနဲ့တဏှာနဲ့ပတ်သက်ပြီးတော့ဒီဒီကိစ္စဝင်တော့ဒါကြံပြီးသွားပြီပေါ့နော်ကြံပြီးသွားတယ်နော်ပုထုဇဉ်ကြီးနဲ့ပြောရမှာပေါ့အဓိကလည်းပုထုဇဉ်ကြီးပေါ့အဲ့နဲ့ပတ်သက်ပြီးတော့ဆရာကြီးကအပျော်အတုအပျော်အစစ်ဆိုပြီးတော့ဒီကြရားလင်္ကာလို့ရေးစီရင်တာရှိတယ်ဘာလဲဆိုတော့ဒီမတိတနာဖန်ဆင်းကပျော်တာအတုမှတဲ့နော်မတိတနာဖန်ဆင်းကပျော်တာအတုမှတဲ့နော်လူတွေ လူတွေပျော်ရွှင်နေကြတယ်ပျော်ရွှင်နေကြတယ်မျိုးမျိုးပျော်ရွှင်အောင်ဖန်တီးနေကြတယ်နော်မျိုးမျိုးစိတ်ချမ်းသာအောင်ဒီလောကမျိုးစုံတွေလှုပ်နေကြတာပေါ့နော်ဘလို့ပဲလှုပ်လို့ဒီနှစ်ခုထဲမှာပဲရှိတယ်မတိတနာဖန်ဆင်းကပျော်တာအတုမတ်တဲ့နော်မတိချင်းဆိုတဲ့အဝိဇ္ဇာရင်းနဲ့ပျော်နေကြတယ်နော်နော်တိတိကြီးနဲ့လူချင်းတတ်မှတ်မှုတနာရင်းနဲ့ပျော်နေကြတယ်အဒါဥပ္ပုဒ္ဓဇဉ်ကြီး လောကမှာရှိတဲ့လူကြီးရဲ့အပျော်အဓိကအကြောင်းတော့ဒီနှစ်ခုကတော့တွေ့တယ်။နော်ဒါပဲဆရာလေးကမတိတနာဖန်ဆင်းကပြောတာအတုမှန်နော်အစ်အပျော်အစ်မို့ဒီအပျော်တုကြီးပဲနော်အပျော်တုဖြစ်ပြီဆိုတာနဲ့ဒါဒီနောက်ကကောင်းကျိုးနဲ့ဆိုးကျိုးဆိုဘယ်ဟာလာမလဲဆိုတာဒါဥသောတော်ကစဉ်းစားကြည့်လို့ရှိရင်သိနေတာနော်အဲ့တော့အပျော်အစ်စ်ကြပါလေပေါ့နော်တတိပညာဖန်ဆင်းကပျော်တာအစ်စ်မှန် နော်သတိပညာဖန်ဆင်းတာပြောတာအစင်ပါအဲ့တော့မိရမှာသတိတရားလက်ကင်ထားပြီးအသိပညာနဲ့စဉ်းစားဆင်ခြင်ပြီးတော့တော်ရှင်မှုတွေရှာရမှာနော်ဒါသတိပညာဥသိပြီးအသိပညာနဲ့ရှာပြီးဆိုမှတော့ဒါဓမ္မပဲရှိမှာပေါ့နော်ဓမ္မပဲရှိပေါ့အဲ့ပြောခြင်းရတာအပြောအစ်စ်ဖြစ်ပါလေမျက်တော့ပြောခြင်းဖြစ်ပါလေတဲ့နော်ဒါလို့ဒီဆရာတော်ကြီးကပြားလင်းရလေးဆရာနော် ဒီတတိပညာဖန်ဆင်းတာပြောတာအစစ်မြန်အစစ်မှန်တဲ့เนาะနောက်ဒီအတုနောက်တွင်အပူဝင်ပျော်လင်ချမ်းသာတဲ့เนาะအတုနောက်တွင်အပူဝင်စစ်လျင်ချမ်းသာတဲ့အဲ့တော့အပျော်တုရဲ့နောက်မှာဘာလာတဲ့လဲတော့အပူဆင်းရဲဒုက္ခတွေလာတဲ့ဒီဟုတ်တယ်ဒါစမ်းသပ်ကြည့်ဒီလိုခုကတကြံပြီးသွားရောက်တယ်မလား တရားကလာမှာလူကြီးပြောကြတာပဲเนาะဒါပြောလဲခဏဒီအဝိဇ္ဇာတဏဖန်ဆင်းနေတဲ့ခိုက်ကြံလေးပဲเนาะအဝိဇ္ဇာတဏဖန်ဆင်းပြီးနောက်ပိုင်းတော့သွားရောเนาะလူခန္ဓာကိုနှုတ်ပင်မန်းเนาะဂျမအီချိုးရင်းစတဲ့ဖြင့်เนาะနောက်တော့ဘူးယူပေါ်ရနောက်ခိုက်ကြံဖြစ်ွားဖြစ်เนาะအဲ့လိုကြီးအမှုဒုက္ခတွေပဲပေါ်လာတော့တွေ့ရတယ်เนาะအဲ့ဒါဘာလို့ဆိုတော့ပြောအစင်းမှုလို့ပဲကိုယ့်အတူပြောအောင်လို့ဖန်ဆင်းလုပ်ပြီးဆိုတာအပြောတူနေတာဖြစ်ပါလေ နော်အဲ့တော့အပျော်စစ်နဲ့သတိပညာဥသိပြီးရောပျော်တဲ့အစစ်ကတော့သူ့နောက်မှာအကျိုးတရားအနေနဲ့ချမ်းသာဒုက္ခတွေရှိတယ်တွေးမိနေတိုင်းပျော်ရတယ်ပေါ့နော်ငါဒီမျိုးဘယ်ကုသိုလ်တွေလုပ်ပြီးသွားပြီဘယ်ကုသိုလ်ကောင်းကျိုးငါပြည့်စုံလုပ်ခဲ့တယ်အဲလောကကောင်းကျိုးတွေငါပါလုပ်ပြီးခဲ့တယ်မေတ္တာတွေပြင်ချိန်ပွားခဲ့တယ်ခွန်တော်တွေပြင်ချိန်ပွားခဲ့တယ်စသဖြင့်ပေါ့နော်ကိုယ့်ကိုသတိပညာတွေထားပြီးတော့ကိုယ်စိတ်ကိုအေးချမ်းအောင်ငြိမ်းချမ်းအောင်ပျော်ရွှင်အောင်ဒီလိုလိုရှိရင်ဒါပျော်ရွှင်ရဲ့အစစ်ကိုရရည်နော် လူသားတိုင်းစဉ်းစားကြည့်အတုနဲ့အစ်စ်ဘယ်ဟာလိုချင်လဲမေးရလို့ရှိရင်အစ်စ်ပဲလိုချင်တာပဲနော်အစ်စ်ပဲလိုချင်တာဒါအစ်စ်ပဲလိုချင်လို့ရှိရင်အစ်စ်ကိုရရနိုင်တဲ့အကြောင်းတရားကိုတော့လိုရမှာပေါ့နော်အကြောင်းတရားကိုတော့ဈေးစစ်ပြီးတော့အကျိုးတရားကိုတိုင်းမျှော်ဖို့လို့တော့ဖေးရမှာပဲနော်ဆယ်ရွေးပြောလို့ဘုရုဇင်တွေကဘုရုဇင်တွေကအကျိုးတရားတော့အများကြီးလိုချင်တယ်တဲ့အကြောင်းတရားတော့ဈေးစစ်တယ်တဲ့အခုလိုရောဆယ်ရွေးဆုံးမတာပြေဘူးတဲ့နော်ဘုရုဇင်တွေကအကျိုးတရားတော့အများကြီးလိုချင်တယ်တဲ့အကြောင်းတရားလုပ်မယ်ဆိုဈေးစစ်တယ်တကယ်လို့စဉ်းစားကြည့်တကယ်ပဲညာ နော်ဂျော်နီယာလာပြီဆိုတော့ဈေးစစ်တယ်ဟိုရွှေဒီရေဟိုလို့ဒီလို့ပေါ့နော်အဂျိုဒီယာဆိုတော့သူများတယ်မတူအောင်ရချင်ကြတာပေါ့နော်အဲ့တော့ဥညဒီမှာဒီအခုဖျားနေစားတင်ချင်းရဲ့ဒါတမန်ကြောင်းလေးပြလိုက်တယ်ပေါ့တော့ပြလိုက်တယ်အဲ့ဒီမှာလည်းဖျားဥညဖျားနေစားတင်တာလောက်ကြတယ်ဒီတိုင်းမှာအဓိကအချက်အားဖြင့်တော့ဒီဒန်ကျင်းရဲ့ဟာကအဝိဇ္ဇာတနာဥဆောင်တယ်ဆိုတာလေးပေါ့ပရိသတ်ဘုရားမှာလည်း ရှေ့ပိုင်းဆက်နောက်ပိုင်းဆက်ဆိုတာအဝိဇ္ဇတနာပဲဥဆောင်နေဆိုတာအဲအဝိဇ္ဇတနာဥဆောင်မှုကိုပဲဦးလူရောဆက်တော်ကြီးကပျော်ရှင်ခြင်းအတုနဲ့ပျော်ရှင်ခြင်းအစေးဆိုပြီးတော့ခွဲပြီးတော့ကြပြာလင်္ကာလေးတွေစီကုန်းထားတာဖြစ်ပါတယ်နော်အဲတော့ဦးလူနေတဲ့ဒီကြပြာလင်္ကာလေးတွေတိုင်ပြလိုက်ပါဦးမယ်အဲဆိုပါရအောင်နော် မတိတနာမတိတနာພັນစင်းကາພັນစင်းကາပြောတာအတုမံပြောတာအတုမံမတိတနာမတိတနာພັນစင်းကາພັນစင်းကາပြောတာအတုမံပြောတာအတုမံတတိပညာတတိပညာພັນစင်းကາພັນစင်းကາပြောတာအစစ်မြတ်ပြောတာအစစ်မြတ်တတိပညာပညာသင်္ကာပြောတာအစ်စ်မြတ်ပြောတာအစ်စ်မြတ်အတူနောက်တွင်အတူနောက်တွင်အပူဝင်အပူဝ စိတ်လင်ချမ်းသာရစိတ်လင်ချမ်းသာရအတူနောက်တွင်အတူနောက်တွင်အပူဝင်စိတ်လင်ချမ်းသာရစိတ်လင်ချမ်းသာရအေးမိမိတို့အပျော်အတူအပျော်စစ်တီဒီချာကြနာဆိုတာသိမိတော့မိမိကိုယ်ကိုစစ်မှန်သောအပျော်ရှင်ခြင်းဖြင့်နေနိုင်ကြပြီလောကကိုလည်းစစ်မှန်သောပျော်ရှင်ခြင်းဤကိုယ်စီကိုယ်ငါပေးစွမ်းနိုင်သောပုဂ္ဂိုလ်များဖြစ်အောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း Thank yeah. you.